အားလုံးမင်္ဂလာပါခင်ဗျာ Everyday English with Koyu Channel နဲ့ပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့အင်္ဂလိပ်ဘာသာစကားကိုလေ့လာတဲ့အခါမှာအသုံးဝင်ဆုံး website ဖြစ်တဲ့အားလုံးသိပြီးသား prestigious organization ဖြစ်တဲ့ Cambridge website ကနေပြီးတော့မှ grammar quiz တွေကိုအတူတူလုပ်ပြဖို့အတွက်ရည်ရထားလည်းဖြစ်ပါတယ်အဲ့တော့များသောအားဖြင့်ကျွန်တော်တို့ရေကကိုယ့်ရဲ့ level တခုဆက်စစ်တဲ့အခါမှာ grammar တွေဆိုရင်အထိုင်လျောက်သိကြရပေါ့နော်တိုးတော်လဲကိုသိတဲ့ grammar ကထဲထဲဝင်သိနေရလားမရေရမသိချာလားပြီးတော့တဲ့အခါမှာကိုသိနေရတဲ့ကောတကယ်မှန်လားဆိုတော့ကိုဆက်စစ်ဖို့အတွက်က quiz day question answer မဖြစ်ဘူးဆိုလို့ရှိရင်တိတ်ပြီးတော့သတိမထားမိဘူးပေါ့နော်အဲ့တော့ဒီနေ့မှာကျွန်တော် grammar quiz တွေကိုအတူတူဖြည့်ကြည့်မယ်ဆိုလို့ရှိရင်ကိုပါရီအားနဲ့နေတယ်လေကိုပါရီကိုသိချာသိလဲဆိုတော့ကိုဒါကောက်ကကွယ်ကွယ်မြင်ရမှာလည်းဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်ဒီနေ့ဒီထဲဝင်ကြည့်လိုက်တဲ့အခါမှာ quiz တွေအများကြီးထွက်လာတယ်ပေါ့နော်ဒီမှာဆိုရင် adjectives တွေတွေ့မယ် adverbs and adverb phrases clauses conditionals conjunctions determiners စသဖြင့်အများကြီးရှိပါတယ်ဒီနေ့ကျွန်တော်အတူတူလုပ်ပြဖို့ရွေးထားတာကတော့ adjectives topic တွေဖြစ်ပါတယ် အဲ့ထဲဝင်ကြည့်လိုက်တဲ့အခါမှာ ed and ing adjectives တွေ့တယ် adjective order တွေ့တယ် adjectives that are easily confused ဆိုတဲ့ဖြစ်သူလဲအများကြီးထွက်လာပါတယ်အဲ့တော့ဒီနေ့မှာသူတို့ဖြစ်လို့ဖို့ရွေတာကတော့ ed and ing adjective အကြောင်းဖြစ်ပါတယ်ဒါဆိုကျွန်တော်ဒီထဲကိုဝင်ကြည့်လိုက်ပါမယ် okay ဝင်ကြည့်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ quiz day ထွက်လာတယ်ပေါ့နော်စုစုပေါင်း12ခုတွေ့ရမှာလည်းဖြစ်ပါတယ်โอเคအဲ့တော့ဒီ quiz တွေကိုမဖြေခင်မှာကျွန်တော်ပထမဆုံးအနေနဲ့ EDNRGHDC ရဲ့အတိပ္ပယ်ရဲ့အသုံးပုံသုံးနည်းကိုသိထားဖို့လိုပါတယ်။ Okay ဒါဆိုလို့ရှိရင် EDH တက်ကဘလို့ဟာမျိုးတွေလဲ။ဆိုကြပါစို့ interested R N T E R E S T E D interested ဒီ adjective ကိုကြည့်လိုက်တဲ့အခါမှာ ED နဲ့ဆုံးတယ်။ဒါကြောင့်ဒီလို adjective ကိုကျွန်တော်တို့က ED adjective လို့ခေါ်ပါတယ်။ interested စိတ်ဝင်စားသောဆွဲတဲ့အတိပ္ပယ်ဖြစ်ပါတယ်။ Okay ဒါဆိုကျွန်တော်တို့တလုံးရပါပြီ။နောက်ထပ်တလုံးကိုကြည့်ကြအောင်ပါ။ ညီငွေတော့စိတ်ကုံသုံးဆိုတဲ့အဓိပ္ပာယ်ပြောချင်တယ်ဆိုလို့ရှိရင် board b o r e d board ဒီစကားလုံးရဲ့အဆုံးသက် ending ကိုကြည့်မယ်ဆိုလို့ရှိရင် ed ကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့် th တွေကိုကျွန်တော်က ed adjective လို့ခေါ်တာဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင် ed adjective တွေကဘလို့အနေထားမှာသုံးတာလဲ။ကိုယ့်ရဲ့ feeling တွေကိုယ့်ရဲ့ emotions တွေကိုဖော်ပြတဲ့အခါမှာ ed adjective ကိုသုံးပါတယ်။တနည်းအားဖြင့် it describes how people feel လူတွေဘလို့ခံစားရတယ်လဲဆိုရဲသူတို့ရဲ့ emotion တွေကိုဖော်ပြတဲ့အခါမှာဒီ ed adjective ကိုသုံးတာလည်းဖြစ်ပါတယ်ဆိုကြပါဦးဆိုကျွန်တော်ကတခုခုကိုစိတ်ဝင်စားရဆိုလို့ရှိရင် i am interested ကျွန်တော်ပြောတယ်ပြီးရင်ကျွန်တော်ကိုယ်တိုင်ကပြင်းနေတာဆိုလို့ရှိရင် i am bored ဒီလိုပြောပါတယ်ဒါတွေဒီကျွန်တော်ရဲ့ feelings ဖြစ်ပါတယ်ဒါက ed adjective ရဲ့အတုံတုံနဲ့အတိတ်ပဲဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင် ing adjective အပေါ်ကပေးထားတဲ့ interested ကိုကျွန်တော် ing နဲ့ဆုံးသက်ကြည့်ရင် int E R E S T I N G interesting တွေ့ပါတယ်အဲ့မှာဆို ending ကိုကြည့်လိုက်တဲ့အချိန်မှာ ing နဲ့ဆုံးပါတယ်ဒါကြောင့်ဒီ adjective ကိုတော့ ing adjective လို့ခေါ်ပါတယ်နောက်တစ်လုံး bored ကိုလည်းပဲကျွန်တော် ing ပေါင်းလိုက်တဲ့အချိန်မှာ boring ဆိုရက်နော် ing adjective လေးရလာပါတယ် okay ဒါဆိုလို့ရှိရင်ဒီ ing adjective တွေကတော့ဘယ်လိုအချိန်တွေမှာသုံးတာလဲ okay သူတို့ကဘယ်လိုအချိန်တွေမှာသုံးလဲဆိုတော့ to describe the thing that causes the emotion တစုံတစ်ခုတစုံတရာကเนาะအဲ့ဒီ emotion ကိုဖြစ်စေတယ်ဆိုလို့ရှိရင်အဲ့ဒီအခြေအနေမှာကျွန်တော်တို့က ing adjective ကိုသုံးတာလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်နမူနာဝတ်ချပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်ကရုပ်ရှင်ကိုတွားပြီးတော့မှရုပ်ရှင်တကားကိုကြည့်တယ်အဲ့ဒီရုပ်ရှင်ကကအရန်ပြင်းဖို့ကောင်းတယ်ဒါဆိုလို့ရှိရင်အဲ့ဒီရုပ်ရှင်ကကအဲ့ဒီ emotion ကိုဖြစ်စေတာဖြစ်တဲ့အတွက်အဲ့ဒီအချိန်တွေမှာကျွန်တော်က ing adjective ကိုသုံးရမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒါဒီကျွန်တော်ရဲ့ emotion မဟုတ်ဘူး။ ဒါကြောင့်မလို့ပြောတဲ့အခါမှာ that movie it's boring အဲ့ဒီရုပ်ရှင်ကပြင်းမှုကောင်းတယ်ဟုတ်ပြီဒါဆိုရုပ်ရှင်ကပြင်းမှုကောင်းတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ feeling ကတော့ဘာဖြစ်မှာလဲကျွန်တော်ကပြင်းမှာပေါ့နော်အဲ့ဒါဆိုရင် i am bored အဲ့လိုဖြစ်သွားပါတယ်ဟုတ်ပြီနော် okay ဒါဆိုရင်ကျွန်တော်တို့ ad adjective နဲ့ ing adjective ကိုကွဲမှုထင်ပါတယ် အနှစ်ချုပ်ပြန်ပြောရရင် ED adjective ဆိုတာဒီကိုယ့်ရဲ့ feeling emotion တွေကိုဖော်ပြတဲ့အခါမှာသုံးပြီးတော့မှ IG adjective ဆိုတာဒီတစ်စုံတစ်စုံတရားတစ်စုံတရားကနော် emotion တွေကိုဖြစ်စေတယ်ဆိုလို့ရှိရင် ING adjective ကိုသုံးအောင်မှလည်းဖြစ်ပါတယ်။ Okay ဒါဆိုကျွန်တော်ဒါကိုသိသွားပြီဆိုတော့အောက်က exercise လေးတွေကိုအတူလုပ်ဖို့အတွက်အချိန်ကြောက်လာပြီဖြစ်ပါတယ်။အဲ့တော့ instruction လေးကိုဖတ်ကြည့်အောင်ပါ Fill in each gap with either an ed or ing form of the verbs in brackets. အဲ့တော့ဒီ breakfast ထဲမှာပေးထားတဲ့ valve တွေကို ED သုံးဖို့ IG ပုံစံသုံးပြီးတော့မှဒီအောက်မှာပေးထားတဲ့ gap လေးတွေကိုဖြည့်ဆွဲရမှာလည်းဖြစ်ပါတယ်။ Okay နံပါတ်1အတူတူဖတ်ကြည့်ပါမယ်။ We went to the cinema but the film was really okay bore ပေးထားပါတယ်။အတိတ်ဘာသာပြန်ရင်အဲ့တော့ငါတို့တွေရုပ်ရှင်ကိုသွားခဲ့တယ်ဒါပေမဲ့ရုပ်ရှင်ကတကယ်ကိုဘာဖြစ်မှာလဲ။ပြင်ဆင်အောင်ကောင်းပါလေ။ ဒါဆိုဒီရုပ်ရှင်ဆိုတဲ့အရာကြီးကအဲ့ဒီ emotion ကိုဖြစ်စေတာဖြစ်တဲ့အတွက်ဒီနေရာမှာကျွန်တော်ဘာလို့သုံးမယ်ထင်ပါသလဲ yes ing adjective ကိုသုံးအောင်ဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ boring ing adjective က boring ဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ရုပ်ရှင်ကိုသွားခဲ့တယ်ဒါပေမဲ့ရုပ်ရှင်ကတကယ်ကိုပြင်စရာကောင်းနေဆိုတော့အဖြေသည် boring ဖြစ်ပါတယ် okay နံပါတ်2သွားပါမယ် it was a really blank train journey from new york to chicago ဲ့တော့မြောက်ကနေပြီးတော့မှချီကာဂိုကိုသွားတဲ့ဒီယထာခီးစဉ်ကတကယ်ကိုကွက်လက်ဖြစ်တယ်အောက်မှာ tired ပင်မန်းလို့ဆိုတဲ့အဓိပ္ပာယ်ပေးထားပါဗျ။ဒါဆိုလို့ရှိရင်ဒီခီးစဉ်ကြီးကနော်ပင်မန်းနဲ့ခီးစဉ်ယထာခီးစဉ်ဖြစ်တယ်။ဆိုတော့ဒါဒီကျွန်တော်တို့ရဲ့ emotion မဟုတ်ပါဘူး။ဒီ journey ဆိုတဲ့အရာကြီးကမှဒီ emotion ကိုဖြစ်စေတာဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာမှာကျွန်တော်တို့ဒီဘာလို့သုံးမလဲ? ing adjective ကိုသုံးမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင် tiring T I R I N G tiring ဆိုတဲ့ adjective ကိုသုံးရမှာလည်းဖြစ်ပါတယ်။ Okay ။ဒါဆိုရင်နံပါတ်3ကိုကြည့်ပါမယ်။ She doesn't like heights and she was blank when she went on the ski lift. အတူမကအမြင့်တွေကိုမကြိုက်ဘူး။အမြင့်ကြောက်တာနေမှာပေါ့နော်။ And she was သူမကကွက်လက်ဖြစ်တယ် terrifying ဆိုတာကြောက်တယ်တဲ့။ When she went on the ski lift. Ski lift နဲ့အပေါ်တက်သွားတဲ့အချိန်မှာသူမကြောက်နေခဲ့တယ်။ ဒါဆိုသူမကြောက်တာဖြစ်တဲ့အတွက်ဒါဒီသူ့ရဲ့ feeling သူ့ရဲ့ emotion ဖြစ်ပါတယ်။ဒါဆို terrifying ဆိုတာကိုကျွန်တော်က ADHD ပုံစံနဲ့ပြောင်းလိုက်တဲ့အခါမှာ T E R R I F I E D terrified သူမအရန်ကြောက်နေခဲ့သည်ဆိုတဲ့အတွက်ဖြစ်ပါတယ်။ Okay ဒါဆိုနံပါတ်၄ကြည့်ပါမယ်။ The weather at this time of year it's blank isn't it? အနှစ်တစ်နှစ်ရဲ့ဒီချိန်ရောက်လာပြီဆိုလို့ရှိရင်နော် weather ရာသီဥတုအခြေအနေကြီးက depressed စိတ်တက်ကြဖို့ကောင်းတယ်သူတို့ကျွန်တော်တို့စောင်းဟာဒီကိုအကြာကြီးထိတွေ့ရတယ်နေလည်းမမြင်ရဘူးဆိုရင်တတော်ကြီးကိုစိတ်တက်ကြပြီးတော့ unhappy ဖြစ်မှာပေါ့နော်အဲကျွန်တော်ဆိုလို့ရှိရင်ဒီမိုးရွာတဲ့အချိန်မှာမနေ့အစိုးကြီးဘောကဆိုစီဆိုစီတော့အပြင်ထွက်ရင်လည်းဘောကဆင်း6တောင်တရားရွှဲအဲအဲ့လိုမျိုးပေါ့နော်ဟိုတက်တက်မဲမဲရွာလာဆိုလည်းမဟုတ်ဘူးအပြင်ပြီးတော့အပြင်ထွက်လို့ အဆင်ပြေလားဆိုတော့လည်းဟုတ်မနေပြန်ဘူးဆွဲဆွဲဆူဆူနဲ့အဲ့အဲ့လိုမျိုးဆိုကျွန်တော်က depression ဖြစ်တယ်ဆိုတော့ဒီ weather ကဒီအခြေအနေကိုဖြစ်စေတာဖြစ်တဲ့အတွက်ဒီညမှာကျွန်တော်ဒီ ing adjective ကိုသုံးအောင်မှာဖြစ်ပါတယ်ဒါကြောင့် depress ကို ing ပေါ့နော် depressing ဖြစ်ပါတယ် d e p r e s s i n g depressing ဖြစ်ပါတယ် okay နံပါတ်5ခုကိုရောက်ရှိလာပြီဖြစ်ပါတယ် it's in blank book ကိုလည်းဖြစ်တဲ့စာအုပ်အောက်မှာ amaze ပေးထားတယ်ဆိုတော့တကယ်ကိုအံ့အသင့်ဖို့ကောင်းတဲ့စာအုပ်ဖြစ်မှာပေါ့ it's all about a boat journey along the Amazon. တော့အမေဇုန်မြစ်တစ်လျှောက်နော်ဘုံနဲ့ခီးသွားထားတဲ့အကြောင်းကိုရေးသားထားတဲ့တကယ့်ကိုအားအသင့်ဖို့ကောင်းတဲ့စာအုပ်ဖြစ်သည်။ဒါဆိုဒီစာအုပ်ဆိုတဲ့အရာကဒီ emotion ကိုဖြစ်စေတာဖြစ်တဲ့အတွက် ing adjective ကိုသုံးရမှာဖြစ်ပါတယ်။ဒါဆိုအဖြေမှန်သည် amazing a m a z i n g amazing book ဖြစ်ပါတယ်။နံပါတ်6ခုမြောက် deeds are very blank resorts ဒါကအရန်ကိုကွက်လက်ဖြစ်တဲ့ results ရလက်တွေဖြစ်တယ်တဲ့အဲ့တော့အောက်မှာ surprise ပေးထားတော့အံအားသင့်ဖို့ကောင်းတဲ့ရလက်လို့ပြောမှာဖြစ်တယ် we thought they would be a lot words သူတွေက item ပို့ဆိုးမယ်တော့ထင်သာခဲ့တာဒါပေမဲ့ surprising ဖြစ်တဲ့ results ကိုရနေခဲ့တာအဲ့တော့ဒီရလက်တွေဒီဟာဖြစ်နေတယ်ဆိုရင်ဟာကိုပြောရတဲ့အကြောင်းမူလို့ဒါဒီကျွန်တော်ရဲ့ feeling မဟုတ်ပါဘူးဒါကြောင့်ဒီနေရာမှာ ing adjective ကိုသုံးတော့ surprising ဖြစ်ပါတယ် S U R P R I S I N G surprising results ဖြစ်ပါတယ်။ Okay နံပါတ်9ရောက်လာပါပြီ။ I feel ကျွန်တော်ကွက်လက်ဖြစ်တယ်။ဘာဖြစ်တာလဲ relax နော်စိတ်တသာရရဲတနောက်တသာရှိတယ်။ Wanna listen to this music ဒီဂီတာကိုနောက်ထောင်လိုက်တဲ့အချိန်မှာကျွန်တော်ကတတောင်တတာရှိတယ်လို့ခံစားရတယ်။ဒါဆိုကိုယ့်ရဲ့ feeling ဖြစ်တဲ့ to relax the ed adjective ဖြစ်ရမှာပေါ့နော်။ဖြည့်ရှင်းပြီးသားပါ။ဆိုတော့ R E L A X E D relax ဖြစ်ပါတယ်။ နံပါတ်၈ dates in blank article ကိုလည်းဖြစ်တဲ့အဆောင်ပါရှိတယ်ဆိုတော့ interest လို့ပေးထားတဲ့အတွက်စိတ်ဝင်စားဖို့ကောင်းတဲ့အဆောင်ပါလို့ပြောရမှာဖြစ်ပါတယ် about digital cameras in the newspaper today ဒီနေ့သတင်းစာမှာ digital camera တွေအကြောင်းစိတ်ဝင်စားဖို့ကောင်းတဲ့အဆောင်ပါရှိတယ်ဒါဆိုဒီဆောင်ပါက the feeling emotion ဖြစ်စေတာဖြစ်တဲ့အတွက်ဒါဒီ ing adjective ပါအဲ့တော့ interesting ဖြစ်မှာပါ so how to spell i n t e r e s t i n g interesting article ဖြစ်ပါတယ် နောက်တစ်ပတ်ကိုးခုကိုကြည့်ပါမယ် the direction he gave us will really blank okay သူကတော့ပြလိုက်တဲ့လမ်းညွှန်ချက်တွေကတော်တော်လေးကို confusing ရှုပ်ထွေးပြီးတော့စိတ်ရှုပ်မှုကောင်းတယ် okay ဒါဆိုဒီ direction ဆိုကြီးတဲ့အရာကဒီ emotion ကိုဖြစ်စေတာဒါကြောင့်မလို့ဒီနေရာမှာလည်းပဲ ing adjective ဖြစ်တော့ confusing ဖြစ်ပါတယ် how do you spell c o n f u s i n g confusing နံပါတ်10ကပြီးတော့မနော်နည်းနည်းလေးသိခံပေးပါ uh, they said that's the most blank match they seen for ages သူတို့တွေဒီ ठी အချိန်အကြာကြီးမြင်မှုကပြည်များတဲ့မှာဒီဟာကကွလက်ဖြစ်ဖို့အကောင်းဆုံးလို့သူကပြောတယ်ဆိုတော့ excite ပေးထားတဲ့အတွက်စိတ်လှုပ်ရှားဖို့အကောင်းဆုံးဖြစ်မှာပေါ့နော်ဆိုတော့ဒီ match ရဲ့ feeling ကဒါကိုဖြစ်စေတာဆိုတော့ဒါဒီကျွန်တော်ရဲ့ feeling မဟုတ်ဘူးဆိုတော့ဒါဆိုကျွန်တော်တို့ဒီနေရာမှာ ing h တကိုပဲတော့မှာဖြစ်ပါတယ်အဲ့တော့ exciting match ဖြစ်ပါတယ် E X C I T I N G excited much. 11. I was late for the interview and then went to the wrong company. သူက interview အတွက်နောက်ကျပြီးတော့မှသူသွားမဲ့ company မဟုတ်ဘဲနဲ့တခြား company ကိုသွားခဲ့တယ်။ It was really blank. အဲ့ဒါလေးကတတော်ကိုနော်စိတ်ကတိကောင်းဖြစ်ဖို့ကောင်းတယ်ဆိုတော့ embarrass ဖြစ်မှာဆိုတော့ဒါဒီကျွန်တော် feeling မဟုတ်ဘူးအဲ့ဒီအခြေအနေကအဲ့ဒီ feeling ကိုဖြစ်စေတာဖြစ်တဲ့အတွက် ing adjective ဖြစ်မှာဆိုတော့ကျွန်တော်ဒီနေရာမှာလည်း embarrassing ဖြစ်ပါတယ်ဆိုတော့ how to spell e m b a w r a w s i n g embarrassing အဲ့တော့ဒီ spelling ကိုပေါ့ရင်ကျွန်တော်နည်းနည်းလေးသတိထားဖို့လိုတယ်ပေါ့လဲဆိုတော့ဒီမှာကြည့်လိုက် r နှလုံးတွေ့ရတယ် s နှလုံးတွေ့ရတယ်ပေါ့နော်ဒါလေးသတိထားပါပါ okay နောက်ဆုံးတစ်ခုပါ The carnival was wonderful and I was completely blank the whole time. ကာနီဗယ်ဘွဲတော်ကြီးကတကယ်အားအသင့်မှုကောင်းတယ်ပြီးတော့ကျွန်တော်ကလုံးဝကိုနော် တစ်ချိန်လုံးဘာဖြစ်နေရလဲပျော်နေကြတယ်ဟာလीเนาะအဲ့တော့ fascinate ပေးထားတယ်အဒီနေရာမှာ i နဲ့စာထားရတဲ့တေချာရတာဒီကျွန်တော်ရဲ့ feel ကိုပြောနေတာဒါကြောင့်မလို့ ADHD ဆိုတော့ fascinated ဖြစ်ပါတယ် F A S C R N A T E D fascinated ဖြစ်ပါတယ် Okay ဒါဆိုကျွန်တော်12ခုလုံးပြီးသွားပြီဆိုတော့ကျွန်တော်တို့အဖြစ်မှန်မလားမမှန်လားဆိုတာကို see your score မှာကြည့်ကြအောင်ပါ Okay right okay correct correct မနေမနေမနေ Okay အားလုံးမှန်ပါတယ် ခေတ္တဆိုဒီနေ့ကျွန်တော်တို့ဒီ grammar quiz တွေက ed in ing h တဲ့အကြောင်းကိုလေ့လာခဲ့တာဖြစ်ပါတယ်။အနည်းချုပ်ပြန်ပြောရရင် ed နဲ့ဆုံးတဲ့ h တွေဒီကိုယ့်ရဲ့ feeling emotion ပြောတဲ့အခါမှာသုံးပြီးတော့မှ ing h တဲ့ဆိုတာဒီတစ်စုံတစ်စုံတစ်စုံတရားကဒီ emotion ကိုဖြစ်စေတယ်ဆိုလို့ရှိရင် ing h တဲ့ကိုသုံးတာလည်းဖြစ်ပါတယ်။ Okay အဲ့တော့ဒီနေ့ဗီဒီယိုလေးကနေဘ ഹു တုတတစုံတစ်ခုရမယ်လို့ပြောလင်ပါတယ် Okay အဲ့တော့ before you say goodbye I would like to request you once again to follow and subscribe my channel okay because I'll be posting all videos about English, for example, maybe grammar, maybe about speaking patterns or use speak conversation practices, whatever. So, guys, stay tuned and I will keep you posted every week. Okay, I'll see you next time.